ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဘက်ရဲ့တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio ဟောမှာပြည်သူတိုင်းတိုင်းမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဆောင်းပါးကတော့ဆောင်းပါးရှင်ကိုဂျွန်ရေးသားထားတဲ့လက်နက်မဲ့ဒေါ်လာရေးဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ခင်ဗျာအာနာသိန်းထားတဲ့စစ်ကောင်စီဟာ အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့ချုပ် ILO ဘာသဘောတူလက်မှတ်ရေးထိုးထားတဲ့အချက်တွေကိုဇက်တိုက်ချိုးဖောက်နေလို့ ILO ကအရေးယူမှုတွေစတင်တော့မှာဖြစ်ပါတယ်။ ILO ပြန်နှံ့ချက်တွေထဲကမှအာရမစီခိုင်းတာတွေပပျောက်ရေးလွတ်လပ်စွာသင်ပင်ဖွဲ့စည်းခွင့်ဆိုတဲ့အချက်တွေကိုစစ်ကောင်စီဟာချိုးဖောက်နေတဲ့အတွက် ILO ရဲ့ Article 33အရပြင်းထန်တဲ့အရေးယူတန်ခတ်မှုတွေလုပ်ဖို့ဂျွန်လ9ရက်နေ့ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ILO ရဲ့အရေးယူမှုတွေကဘာတွေဖြစ်မလဲ။ စစ်ကောင်စီကိုပဲအရေးယူတာတွေဖြစ်လာမလားပြည်တွင်းကအလို့သမားတွေအပေါ်ထိခိုက်မလားဆိုတာသုံးသပ်ကြည့်အောင်ပါအာဒီကေ33ဆိုတာအာယလိုကပြတ်ထန်းထားတဲ့အခြေခံပုံမှန်တွေကအပိုက်33ဖြစ်ပါတယ်အဲ့ဒီအပိုက်33ထဲမှာအာယလိုအဖွဲ့ဝင်နိုင်ငံတကာနိုင်ငံတားမြစ်ထားတဲ့ဥပဒေတွေကိုဇက်တိုက်ကျွလွန်နေတဲ့အတွက်အာယလိုအဖွဲ့ဝင်နိုင်ငံတွေကပြန်လည်သုံးသပ်ကြဖို့လို့ဆိုထားပါတယ်စစ်ကောင်စီဟာ လွန်ခဲ့တဲ့2021ခုနှစ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအလုံသမားတွေအပေါ်ဖိနှိပ်မှုတွေကိုဇက်တိုက်ကျွလွန်နေတာအခုလက်ရှိ2025ခုနှစ်အထိပါမြန်မာအလုံသမားတို့အနေနဲ့စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့အလုံသမားအခွင့်အရေးတွေကိုဆိုးဆိုးဝါးဝါဖိနှိပ်ပိတ်ပင်တာတွေအာဓမ္မစစ်မှုထမ်းခိုင်းနေတာအလုံသမားတမကခေါင်းဆောင်တွေနဲ့တမကအဖွဲ့ဝင်တွေကိုဖမ်းဆီးထောင်ချတာအလုံသမားတွေစီကနေအလုံရှင်တွေက လုံအားခါတွေကို ခေါပုံဖြတ်တာစတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။လက်ရှိကုံစင်းလုံးကြီးမြင့်နေတဲ့အတွက်အလုံသမားတွေဟာသူတို့ကိုမိခိုးနေရတဲ့မိသားစုဝင်တွေနဲ့အတူစားဝတ်နေရေးအခက်အခဲဖြစ်နေကြရပါတယ်။ဒါကြောင့်စစ်ကောင်စီကိုအေးအေးယူမှုတွေလုပ်ပေးဖို့ဆိုပြီးအလုံသမားအဖွဲ့အစည်းတွေနဲ့အတူပြည်သူလူထုက ILC ကိုဒီဇိုင်းမမတ် တောင်းဆိုခဲ့ကြပါတယ်။ ILC ညီလာခံကိုတက်ရောက်ခဲ့ကြပြီးတင်ပြဆွေးနွေးခဲ့ကြတဲ့စူးစမ်းမှုရလဒ်ကတော့စစ်ကောင်စီအပေါ်အေးအေးယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါပဲ။ ဂျွန်လ9ရက်နေ့ကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပတဲ့113ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံ RLC မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အလို့သမားဝန်ကြီးဌာနအလို့ရှင်တွေနဲ့အလို့သမားအစုအဖွဲ့တို့သုံးပွင့်ဆိုင်ကိုယ်စားလှယ်တွေဟာအဲ့ဒီအချက်တွေကိုထိထိရောက်ရောက်နဲ့ကြဲကြဲပြန့်ပြန့်တင်ပြဆွေးနွေးနိုင်ခဲ့တယ်လို့တက်ရောက်လာတဲ့နိုင်ငံတကာကကိုယ်စားလှယ်တွေကလည်းတခဲနဲ့ထောက်ခံခဲ့ပါတယ်။ဒါတော်မှစစ်ကောင်စီရဲ့အပေါင်းအပါဖြစ်တဲ့တရုတ်ရုရှားဘယ်လာရုစ်နဲ့ လာအိုနိုင်ငံတွေကလည်းကန့်ကွက်ဖို့တောင်းလုပ်ခဲ့ပါသေးတယ်။အခုအဲ့ဒီအဆုံးဖြတ်ချက်အတီးဖြစ်ပြီးဆိုတော့စစ်ကောင်စီဟာနိုင်ငံတကာနဲ့အကျိုးဖြစ်ထွန်းမဲ့ကုန်သွယ်ရေးတွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထိခိုက်လာမှာဖြစ်ပါတယ်။အာရလိုအဖွဲ့ဝင်နိုင်ငံပေါင်း180ကျော်နဲ့စစ်ကောင်စီတို့ရဲ့တရားဝင်ဆက်ဆံရေးတွေကအဖို့အထက်တွေဖြစ်လာမှာပါ။နိုင်ငံတကာနဲ့တရားဝင်ဆက်ဆံရေးအဖို့အထက်တွေဖြစ်လာမယ်ဆိုရင်စစ်ကောင်စီအတွက် ဝင်ငွေရမယ့်နီလန်းတွေအပြင်လက်နက်ဝယ်ယူခွင့် လောင်စာစီဝယ်ယူခွင့်စတာတွေကိုစစ်ကောင်စီဟာလက်လွတ်ဆုံးရှုံးတာတွေဖြစ်လာနိုင်ပါတယ်။ ILO အဖွဲ့ဝင်တွေကကမ္ဘာအဆင့်ယင်းနှိမ့်နှံမှုတွေလုံနိုင်ကင်နိုင်တဲ့နိုင်ငံတွေဆိုရင်လည်းသူတို့သဘောမကျတဲ့အချက်တွေကိုမပြုတ်ပြင်ပဲဆက်လက်ကျူးလွန်နေမယ်ဆိုရင်ကုံသွယ်ရေးဆက်မလုပ်တော့တာထုတ်ကုန်ပစ္စည်းတွေတင်သွင်းတာမလုပ်တော့တာပို့ကုန်ပစ္စည်းတွေကိုရပ်တန့်ပလိုက်တာယင်းနှိမ့်နှံမှုလုပ်ငန်းတွေအကန့်အသတ်နဲ့ရပ်ဆိုင်းလိုက်တာတွေစတာတွေကတော့လုံလာမှာဖြစ်ပါတယ် ာတီကယ်33ကိုဆုံးဖြတ်ချက်ချပြီးတာနဲ့ချက်ချင်းပဲစစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကနိုင်ငံရေးအရာဖိအားပေးတဲ့အနေနဲ့တဖက်သက်ဆန်တဲ့လုပ်ရဲဆိုပြီးထုတ်ပြန်ချက်အနေနဲ့ထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့တောက်တိုင်တွေကလည်းအာရလိုရဲ့အေးအေးယူမှုတွေတိုးမလာခင်ဘယ်လိုကာကွယ်ရမလဲအသက်သာဆုံးနီလန်းတွေကိုရှာကြမ်းနေကြပါပြီအများစုစိုးရိမ်နေကြတဲ့အချက်ကတော့ပြည်တွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့လုပ်ငန်းတွေရပ်ဆိုင်းတော့မလားဆိုတဲ့အထင်နဲ့ လုံသမားတွေအလုံးလက်မဲ့ဖြစ်ကုန်မလားဆိုပြီးစဉ်းစားလာကြပါတယ်။ဘာကြောင့်လဲဆိုရင်တော့အရင်နဝတနာဖစစ်အစိုးရလက်ထက်2000ပြည့်နှစ်တုန်းက ILO ရဲ့အရေးယူတန်ခတ်တာတွေလုပ်ခဲ့လို့နိုင်ငံတကာရဲ့နာမည်ကြီးကုန်မှတ်တစိုက်တွေဥပမာဆိုရင်တော့ Pepsi, Garbage အထည်ချုပ်လုပ်ငန်းတွေထွက်ခွာသွားခဲ့ကြပါတယ်။နိုင်ငံတကာရဲ့အကူအညီတွေလည်းရပ်တန့်ကုန်လို့စစ်အစိုးရအတွက်အခက်တွေ့ရစေရပါတယ်။အာနာရှင်နိုင်ငံအချင်းချင်းပူးပေါင်းပြီး ပြည်တွင်းတင်ရန်ဇာတတွေကိုပြည်သူသဘောမပါဘဲနဲ့ထုတ်အပ်ရတဲ့အခြေအနေထိဖြစ်ကုန်ပါလေ။အခုလဲဒီလိုအဖြစ်မျိုးတွေထပ်ဖြစ်လာနိုင်မှာမို့စစ်ကောင်စီအတွက်ရင်လေးစရာပါ။လူသမားတွေအတွက်အခက်အခဲတွေကြုံလာကြရတော့အလောက်ကန်ခွန်းလန်းများတဲ့အင်ဒီဂျင်းနိုင်ငံတွေနဲ့တခြားပြည်ပနိုင်ငံတွေစီထွက်ပြီးအလုတ်လုတ်ကင်လာကြရပါတယ်။ရန်ကုန်မြို့လိုပင်လယ်ထွက်ပေါက်ရှိတဲ့မြို့ကြီးမှာစမှုစုံတွေနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေတဲ့အထည်ချုပ်လုပ်ငန်းကအများစုဖြစ်ပါတယ်။ အခြေခံလစာဟာလက်ရှိကုံစင်းလုံးတန်းနဲ့မကာမိအလုတ်ရှင်ရဲ့ခေါင်းပုံဖြတ်ခံရတာတွေစတာတွေဟာအလုတ်သမားတွေအတွက်တော့ခံစားချက်အစ်စ်မဟုတ်တော့ပါဘူးဒါဟာစစ်အာဏာရှင်တက်တန်းရှေ့ချနေမယ်ဆိုရင်ဒီဒုက္ခတွေကိုရင်ဆိုင်ကြရအောင်ပါပါဒီကြတဲ့စစ်ဖြစ်နေတဲ့ဒေသတွေမှာအလုတ်လက်မှတ်တွေဖြစ်ကုန်အယက်သားပြည်သူတွေစီလေရင်နဲ့ဘုံကျဲရွာတွေမီးရှို့ပစ်လို့စစ်ဘေးရှောင်စခန်းတွေမှာဒုက္ခတွေရောက်မနစ်ကဆိုရင်ရေကြီးလို့အိုးအိမ်တွေပျက်စီးကုန်ပြီး စီးပွားတွေပြက်ခဲ့ရသလိုငလျင်တန်ကပါခံလိုက်ရပါသေးတယ်။အဲ့ဒီသဘာဝဘေးဒဏ်တွေကိုပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုထိတိယရောက်မလုပ်သေးဘဲစစ်အနိုင်ရဖို့သူတို့အာဏာတည်မြဲဖို့ဆိုတဲ့အကျိုးစီးပွားတစ်ခုကိုပဲအာရုံစိုက်နေကြပါလေ။ရွေးကောက်ပွဲလို့နိုင်ငံတကာကိုမျက်လဲပြဖို့အတွက်သူ့အပေါင်းပါနိုင်ငံတွေဖြစ်တဲ့တရုတ်၊ရုရှားနဲ့ဘီလာရုစ်နိုင်ငံတွေရဲ့ထောက်ခံမှုတွေနဲ့စစ်ကောင်စီအာဏာတည်မြဲနိုင်မယ့်နည်းလမ်းတွေကိုဇက်တိုက်လုပ်နေပါလေ။ စစ်ကောင်စီလက်ဝေကန်နိုင်ငံရေးပါတီတွေကလည်းရွေးကောက်ပွဲလုပ်ဖို့ထောက်ခံနေကြသလိုရွေးကောက်ပွဲနီလန်းကနိုင်ငံရေးအတွက်အပြေဆိုပြီးပြည်သူတွေကိုဝါဒမှိုင်းတိုက်နေကြပါတယ်။လူသက်မီရှုတိုင်းပြည်အစိစိအမမဖြစ်အောင်လုပ်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုနိုင်ငံတကာကခြုံငုံ သုံးသပ်မိနေပြီဖြစ်လို့ဒီအရေးယူမှုတွေဖြစ်လာတာပါ။ဒါကြောင့်မို့ ILO ရဲ့အရေးယူမှုဟာစစ်အာဏာရှင်ခြုံငိမ့်ဖို့အတွက်လက်နက်မဲ့ဒေါ်လာရေးတိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။ ပြည်သူရေဒီယိုတန်တွေကိုနောက်ဆင်ရင်ပြည်သူပဲရတီကရှေ့ဆမ်းမယ်ပြည်သူရေဒီယိုပြည်သူရေဒီယိုဟောလာပြည်သူတိုင်းတိုင်း